မန်ယူသင်းနဲ့အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းရွန်နီကငယ်စဉ်ဘဝမှာအရက်ဆွဲခဲ့ပူးပြီးဇနီးဖြစ်သူကော်လင်းသာမရှိခဲ့ရေးမိမိသေးနိုင်ကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။ရွန်နီကမန်ယူသင်းနဲ့အင်္ဂလန်အသင်းဖော်ဟောင်းရီယိုဖာဒီနန်နဲ့ပြုလုပ်တဲ့ Rio Ferdinand Presents Podcast အစီအစဉ်မှာငယ်စဉ်ဘဝအကြောင်းအရာတွေနဲ့ပတ်သက်တဲ့မေးမြန်းမှုကိုအခုလို ဖြေကြားခြင်းဖြစ်ပါတယ်။သူသားမရှိရင်ကျွန်တော်တည်လိမ့်မယ်ဆိုတာရိုးသားစွာယုံကြည်ပါတယ်။ကျွန်တော်ရင်တုန်းကအမားတွေလုပ်ခဲ့ဘူးတယ်။ အဲအရေးကိုတေချာမှတ်တမ်းတင်ထားပါတယ်ဒါပေမဲ့အဲ့ဒီချိန်တွေမှာကျွန်တော်ကနည်းနည်းတော့ကွဲပြားမှုရှိပါတယ်သူကကျွန်တော်ကိုထိန်းချောင်းပေးခဲ့တာပါအသက်20အရွယ်မှာသူကဒါကိုလုပ်ခဲ့တာပါကျွန်တော်ကအပြင်သွားခြင်းနဲ့ညာဘက်အပြင်ထွက်ပြီးကျွန်တော်ချိန်တွေကိုတငယ်ချင်းတွေနဲ့ပျော့ပျော့ပါပါဖြတ်တန်းခြင်းနဲ့အဲ့ဒါကကျွန်တော်ကိုဝင်းလို့တဲ့နေရာရောက်သွားစေတယ်အဲ့ဒီအချိန်ကကျွန်တော်ဘွားမှာအရင်နဲ့အတူအကြီးအကျယ်ရုန်းကန်ခဲ့ရတဲ့အခိုက်အတန့်ပါပဲ။ အဲ့ဒါကနေကျွန်တော်လှည့်ပြန်လာအောင်ဘသူမှလုံနိုင်မယ်လို့မထင်ခဲ့မိဘူးဒါကိုကျွန်တော်တကယ်မလုပ်ချင်ခဲ့တာပါဘာလို့လဲဆိုတော့ဘသူကမှဝင်းဒိုးဝင်ဖို့မဖြစ်စေချင်လို့ပါလေ့ကျင့်ရေးကွင်းကိုသွားရင်မျက်စင်းခက်ပြီး PK ဝါသွားတာကျွန်တော်သတိရသေးတယ်ကျွန်တော်နှစ်ရက်ဆက်တိုက်ရဲ့မူးနေခဲ့တယ်ပြည့်ရက်မှာလေ့ကျင့်ရေးကွင်းကိုလာပြီးနှစ်ကိုးသွင်းနေပြီးတော့ပြန်သွားပြီးနှစ်ရက်ဆက်တိုက်ပြန်တော့တယ်သူကကျွန်တော်ကိုအများကြီးထိန်းချုပ်နိုင်ဖို့ကူညီပေးတယ် သူကကျွန်တော်ကိုစီမံခန့်ခွဲပေးတယ်ဆိုတော့ကျွန်တော်ကအဲ့လိုလုပ်ဖို့လိုအပ်နေလို့ပါလို့ရွန်နီကပြောကြားခဲ့ပါတယ်။ဒါအပြင်အသင်းပေါ်ဟောင်းစီယော်နိုတိုနဲ့ဆက်ဆံရေးပေါ်ရွန်နီကကျွန်တော်သူ့ကိုမုန်းနေရလို့လူတွေကထင်ကြတယ်။ကျွန်တော်သူ့ကိုသဘောကျပါတယ်။သူကပါမီရှင်တယောက်ဖြစ်ပြီးသူလုပ်နေတာတွေကမယုံနိုင်စရာပဲလို့ကျွန်တော်ထင်တယ်။ခရစ်စတီယာနိုနဲ့တွဲကစားရတာကိုကျွန်တော်သဘောကျပါတယ်။သူနဲ့ကျွန်တော်ဘလောက်ယဉ်ကျေးမှုရှိလဲဆိုတာလူတွေတကယ်သိရလို့မထင်ပါဘူး။အဲဒါကဘာလို့လဲဆိုတော့ မက်ဆီကရော်နယ်ဒိုထက်ပိုကောင်းတယ်လို့ကျွန်တော်ပြောဘူးတာကြောင့်ပါဒါကြောင့်ကျွန်တော်ကခရစ်စတီယာနိုကိုသဘောမချဘူးလို့လူတွေကထင်ကြတာပါမက်ဆီကိုလည်းကျွန်တော်တကယ်သဘောကျပါတယ်သူကစားတာကိုကြည့်ရတာစိတ်ပါတယ်ဒါကြောင့်လည်းမက်ဆီရဲ့ကစားပုံကနည်းနည်းပိုတာတယ်လို့ထင်တာပါလို့ဆက်လက်ပြောကြားခဲ့ပါတယ်